မရှိပါဘူးရှင်ခရိုနီချစ်တူလည်းမရှိဘူးကိုလုံးမကိုကကိုပဲကိုကကိုပဲရုံးကံပြီးတော့လှုပ်ရှားနေရတာပါဘယ်နာခရိုနီရှိမှလဲပြီးတော့အိန္ဒိယအဲ့လိုဒီလိုမျိုးဟိုခုနကပြောတော့ခရိုနီတွေခရိုနက်တွေပြန်မဟုတ်ဘူးချမ်းသာတယ်ဆင်းရဲတယ်လည်းမဟုတ်ဘူး ဟိုရှင်းရင်းပြောရင်ကိုကြိုက်မှသာကိုကြိုက်ကြဒီလူတယောက်ဒီစင်းရဲဒီပြည့်စင်ချမ်းသာဒီပြည့်စင်အဲဘာပဲဖြစ်ဖြစ်ရုပ်ချောဒီပြည့်စင်ပေါ့ရုပ်ဆိုးဒီပြည့်စင်ကိုရဲ့အဓိကစိတ်သဘောထားကောင်းမှုစိတ်စိတ်သဘောထားကောင်းမှုနဲ့ဘယ်လိုပြောမလဲကိုကိုအတိကန်နိုင်မှုအင်းကြီးကိုအတိကန်နိုင်မှုဆိုရတယ်တော်ရုံလိုမလွယ်ဘူးအဲအကြောင်း နေသေးဘူးအဓိကကတော့ရိုက်ပြစ်တာဇလန်ရွက်တွေရိုက်ပြစ်တာများတယ်ဒါပေမဲ့ရုပ်ရှင်ကားကြီးဆိုလို့ကိုဝိုင်းနဲ့ပေါ့နော် ကိုဝိုင်းနဲ့ဥရိုက်ထားတာနှစ်ကားရှိရဲ့အဲအဲ့ဒါပဲဟုတ်ဘန်လုံးအောင်လည်းကြိုက်တယ်ပေါ့နော်ဘယ်ဟာမျိုးမဆိုဘာဖြစ်ဆိုတော့အင်ဂျီတို့ကအရင်တော့ဒီလိုဟာမျိုးတွေကိုသေယုံမဆောင်ခဲ့ရဘူးလေဒီတငယ်ချင်းဆိုတဲ့အတိုင်းတာမှာဒါပြောဒါပြောဒီလိုမျိုးဖြစ်သွားတဲ့အခါမှာအခုအချိန်ကြာမှာတကယ်သေယုံဆောင်စစ်စစ် တကယ်တရုတ်ဆောင်တာပေါ့နော်တကယ်တရုတ်ဆောင်စစ်စစ်လိုမျိုးကိုကိုကိုခံယူလာလိုက်ရတာပေါ့ဘာပြောလဲဆိုတော့ကိုလုံးပြကိုလည်းလုံးနိုင်တယ်ဆိုတော့အရာမျိုးလေးတွေပေါ့ငါတော့ဒါလေဒါမဲ့ဘယ်အောင်ဆိုခတ်တော့ခတ်ခဲတာပဲရှင်သိလားအဲ့ဒီအချိန်မှာတရုတ်ဆောင်လာတဲ့ခါကျတော့အရင်ကတော့ရေးလျားလေးနဲ့ပြီးသွားတာမဟုတ်ဘူးလေတရုတ်ဆောင်သွားသေးတာဟုတ်တရုတ်ဆောင်တဲ့ခါကျတော့ဗန်ပဲဖြစ်ဖြစ်အဲဟိုချစ်ရဲကြရပဲဖြစ်ဖြစ်အများကြီးပဲပေါ့နော်အရာရာအားလုံးကတော့သူ့အနေနဲ့သူကတော့ခက်ခဲနေသေးပါတယ်ဟုတ်အဲဟုတ်ကဲ့ ွာချားတယ်ပေါ့နော်ကွာချားတယ်ဆိုတော့အပြင်မှာတွေ့တဲ့လူတွေကတော့သဘောကောင်းတယ်လို့ပြောကြတာပဲဟိုထဲမှာကတော့နည်းနည်းဟိုဘယ်လိုပြောမလဲသဘောကောင်းတဲ့ character ကတော့နည်းနည်းရှားတယ်နော်ရိုက်ထားတာတွေကဗတ်နေများတယ်လေဗတ်နေများတယ်အဲတကယ်တမ်းကျတော့သဘောကောင်းပါတယ်လို့သဘောကောင်းပါတယ်ဆိုတော့အေးအင်းကြီးနေရတော့ဘသူနဲ့မဆိုပေါ့နော်ပြိတ္တပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်တခါခင်ပြီးလို့ရှင်တတ်တတ်လုံးပဲ ဘယ်ချိန်မှာပဲတွေ့တွေ့ဟိုမာနကြီးသွားတာတွေဘာတွေလည်းမရှိဘူးကြီးစရာလည်းအကြောင်းမရှိဘူးဘာဖြစ်လို့လူတွေအကုန်လုံးကလူလူချင်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့နော်ကုသိုလ်ကံလေးတွေကွာဝါလို့သာချမ်းသာတယ်စင်ရဲတယ်နော်အဲ့ဒါပဲအဓိကကတော့အရေးကြီးဆုံးကစမ်းမနေဖို့ပဲအရေးကြီးဆုံးပဲစံနာကဘာမှအရေးမရှိဘူးအဲပျော်ရွှင်ဖို့ကောင်းလဲဆိုတာကအမမန်တော့ပျော်ရွှင်ဖို့ကတော့ကောင်းနေဘူးဒီ live မှာ live မှာဆိုတော့ဒီနှစ်နှစ်လောက်ရှိပြီပေါ့နော်ဒါအမှန်တိုင်းပြောပြလို့ရှိလို့ရှင်စိတ်တဲ့အရန်ကြာနေတဲ့နှစ်တည်းလို့ပြောလို့ရတယ်ဒါကတော့ အဆစရာပေါ့အဆစရာရာဆိုတာကတော့အချုပ်ငုံပြီးတော့ပေါ့နော်အဲမိသားစုရေးပါရေးညာရေးလူမှုရေးပေါ့အကုန်လုံးနေမှာစိတ်သက်ကြစရာတွေရှိရဲဒါပေမဲ့အဲ့ဒီစိတ်သက်ကြစရာတွေကိုမှတငယ်ချင်းတွေပေါ့နော်တငယ်ချင်းတွေကကိုယ့်ကိုအားပေးတယ်အဲ့ဒီခါမှာအင်းဒီမှာအကျင့်တကူရှိရင်အရင်စိတ်ညစ်လို့ရှိရင်အဆစရာတယ် အစားစားလို့ရှိရင်အရန်ကြည်လင်သွားတဲ့အရာရာဘယ်မှမမှတ်ဘူးအလားပါလည်းမမှတ်ဘူးအဝတ်စားလည်းမမှတ်ဘူးအစားတော့ရမ်းမှတ်တယ်ပြီးလို့ရှိရင်စိန်ခန္ဓာပေါ့မာဆက်တို့ပါတို့တအားကြိုက်တယ်အဲအဲ့ဒါမျိုးတွေဆိုလို့ရှိရင် individual relax ပဲအဲ့ဒါမဟုတ်ဘူးလေအဲ့ဒါတွေကသိရတိုင်းမသိရကြနေရမယ်။ဟိုမှာဘာဖြစ်လို့လဲဆိုတော့ဒီ page 2တွေက page 2တွေကနေပြီးတော့ဖွားလိုက်ကြတာပေါ့နော်။ page 2တွေကဖွားလိုက်ကြတဲ့အခါကျတော့တော်တော်များများကတော့အဲ တငယ်ချင်းပေါင်းသင်းမဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်သူတို့တွေလည်းသိကြမှာပါအကုန်လုံးကသိကြပါတယ်ဒီတကယ် page media စစ်တွေဆိုလို့ရှိရင်တော့သိကြမှာပါအပြင်အလူတွေလည်းတော်တော်များသိကြပါတယ်အဲဒါဥမာကိုနဲ့လုံးဝမရင်းနှီးရဲ့နေဘက်ကလူတွေပါတယ်ဆိုလို့ရှိရင်တော့လည်းထင်တာပေါ့နော်အကုန်လုံးကဝမ်းတာတယ်ဝမ်းတာတယ်အဲ့လိုမျိုးတွေ့ကြောက်လို့လည်းကျေးဇူးအများကြီးတင်တယ်ဒါပေမဲ့အဲ့ဒါကတကယ်မဟုတ်ပါဘူးရှင်လို့နော်ဒါတွေကဖွာလိုက်တဲ့ဟာတွေပါတစုံတစ်ယောက်ကဘလိုပြောမလဲတစ်ယောက်ကပေါ့နော်ဒါတမင်သက်သက်ဖွာလိုက်တဲ့အရာတွေပေါ့အဲ့ဒါဟုတ်အဲ့ဒါ ာလည်းကိုကမတွေ့ဘူးကိုကတော့အဲ့ page တွေကိုလည်းမတွေ့ဘူးဒါပေမဲ့ကိုကတငယ်ချင်းတွေလာပြတဲ့ကောင်တငယ်ချင်းတွေကလည်းသူတို့ကလည်းရေးပြီးတော့ပြောကြအောင်ပေါ့နော်အဲဒီမှာစီစမ်းငါတို့တော့မသိလိုက်ပါလားအဲနေရငါတို့ဘာဖြစ်တယ်ညာဖြစ်တယ်ဗောအတိရမလားအဲဘာဝယ်ပေးရမယ်နော်ညာဝယ်ပေးရမယ်နော်ဗောအဲ့လိုမျိုးဗောနောက်ကြတော့လည်းအမလီကောင်းတာဗောဟဲလို့ဒါနမိတ်ဗောဟုတ်တယ်မလားကိုအတွက်ကိုအတွက်အတိတ်နမိတ်ကောင်းတာဗောလို့ငါခရိုနီ ခရိုနီကရောကြီးလို့ရေးထားတယ်ဆိုတော့လေဟိုငါချမ်းသာတော့မှာပေါ့ဟဲ့လို့မရှိပါဘူးရှင်ခရိုနီချစ်သူလည်းမရှိဘူးကိုလုံးမကိုကူပဲကိုကကိုပဲယုံကံပြီးတော့လှုပ်ရှားနေရတာပါဘယ်နာခရိုနီရှိမှာလဲပြီးတော့အိန္ဒိယအဲ့လိုဒီလိုဟိုခုနကပြောတော့ခရိုနီတွေကိုရိုနာတွေပြန်မဟုတ်ဘူးချမ်းသာတယ်ဆင်းရဲတယ်လည်းမဟုတ်ဘူး ဟိုရှင်းရင်းပြောရင်ကိုကြိုက်မှသာကိုကြိုက်ကြဒီလူတယောက်ဒီစင်းရဲဒီပြည့်စေချမ်းသာဒီပြည့်စေအဲဘာပဲဖြစ်ဖြစ်ရုပ်ကျော်ဒီပြည့်စေပေါ့ရုပ်ဆိုးဒီပြည့်စေကိုရဲ့အဓိကစိတ်သဘောထားကောင်းမို့စိတ် စိတ်သဘောထားကောင်းဖို့ ਨੇ ဘယ်လိုပြောမလဲကိုယ်အတိကန်နိုင်ဖို့အင်းကြီးကိုအတိကန်နိုင်ဖို့ဆိုရတယ်တော်ရုံလိုမလွယ်ဘူးအဲ့ဒါကြောင့်ဟုတ်တယ်ကိုယ်စိတ်ရှင်နိုင်တဲ့လူမျိုးပါဒါပေမဲ့ကိုယ့်ဘော်တစ်ခါကောင်းတော့လို့ရှင်10ကားလောက်မှတ်မိတယ်ကိုယ့်ဘော်တစ်ခါကောင်းတော့ရင်အဲ့လူကိုယ့်ဘော်ကောင်းတော့တယ်ဆိုလို့ရှင်ကိုကတသက်လုံးမှတ်မိရအမှတ်ရတယ်အဲ့လိုမျိုးပေါ့ကိုယ့်ဘော်မကောင်းတော့တယ်ဆိုရင်တော့မကောင်းတာတုံးလို့ဆိုကိုယ့်ဘော်တစ်ခါကောင်းတော့ပြန်ချေပပေးလိုက်တယ်အဲ့အဲ့လိုမျိုးလိုချင်တာပေါ့အဲ့အဓိကကတော့အဓိကကျွန်တော်အားလုံးခွင့်လွှတ်နိုင်တယ် ပ်လို့ရတယ်ဒါပေမဲ့မိန်းမနဲ့ပတ်သက်ရင်တော့မရကိုယ့်ရဲ့ဒါကိုယ့်ရဲ့ပခန့်ချက်ပေါ့နော်ဟုတ်ကဲ့ရှိရပေါ့ဒရမာကတော့ရှိရပေါ့အချင်းမဒရမာရှိရဆိုတာကတော့ဘယ်လိုပြောမလဲယောက်ျားလေးတွေကဟိုပြောရင်လေရှိရလေတချို့တွေကအဲလှဖို့မလိုပါဘူးတို့ပါဘူးတို့အလဲကပါအမြဲတမ်းလှနေမှာပဲကြိုက်ကြတာကြီးပါပဲအ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 ဲ့ဒါလေဟိုဒါအမှန်တကယ်လေအဲ့လိုမျိုးပေါ့ပြီးတော့ 100%ယုံကြည်100%တော့မယုံကြည်စေချင်ဘူးပေါ့နော်100%ယုံကြည်လိုက်လို့ရှိလို့ရှင်အာတစ္ဆာဖောက်ခြင်းကိုခားတာပဲနည်းနည်းလေးတော့တန်တရားတော့ရှိနေမှာပဲတန်တရားမရှိပဲလေလုံးဝလုံးဝ100%ညီယုံကြည်လိုက်ပြီးတော့မှဆိုရင်တစ္ဆာဖောက်သွားရင်အာနှစ်ဆသုံးဆပိုခံအဲအားကြောင့်အားကြောင့်တန်တရားတော့နည်းနည်းတော့ထားပါ